မျိုးတော့မရှိဘူးဆိုတော့ကျွန်တော်မလုပ်ရသေးတဲ့ character တွေအများကြီးရှိသေးတယ်။ဘာလို့ဆိုတော့ကျွန်တော်အကိုတို့မြင်တဲ့အတိုင်းပဲကျွန်တော်အကားရိုက်တွေနေသေးတယ် character တွေလည်းနေသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်အလုပ်ချင်တဲ့ character တွေအများကြီးကြံသေးတယ်။ဘာလို့ဆိုတော့အဲ့ဒါမှပဲဘယ်လိုပြောမလဲကျွန်တော်တနေ့အသက်ကြီးလာတဲ့ခါကြလို့ရှိရင်ကျွန်တော်ရဲ့မှတ်တမ်းတွေအများကြီးကြံခဲ့မှာပဲ။ရှိရရှိရခင်ဗျာဘာလို့ဆိုတော့ကျွန်တော်ရိုက်ခဲ့တဲ့ character အကုန်လုံးကကျွန်တော်ကိုယ်တိုင်အစွမ်းကုန်ကျွန်တော်အဲ့ဒီအချိန်ကာလမှာကျွန်တော်တတ်တဲ့အမှုပညာပေါ်မှာကျွန်တော်ရှိသမျှအကုန်လုံး အစွမ်းကိုကျွန်တော်အာထုတ်ပြပြီးကျွန်တော်စ조사ခဲ့တဲ့အတွက်ကြောင့်မလို့အခုချိန်ထိကျွန်တော်ဟိုမှာအိမ်တော်တို့ရင်သွေးတို့အိမ်မက်ထဲအိမ်မက်တို့ဒီကားတွေကျွန်တော်ပြန်ကြည့်တဲ့ခါကြလို့ရှိရင်တော့ဩငါဒီလောက်ထိ조사ခဲ့ပါလားဆိုတဲ့စိတ်အများတန်းဝင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီချိန်မှာလဲကျွန်တော်တရားဝင်စ조사တယ်ဘယ်လောက်ပဲပြင်ပန်းမနေစေကျွန်တော်အာဒီအပေါ်မှာကျွန်တော်အကောင်းဆုံးအာလုတ်ခဲ့တဲ့အတွက်ကြောင့်လည်းကျွန်တော်တာဝန်ကျေတယ်လို့ကျွန်တော်ခံစားရတယ်ဟုတ် ဒီနေ့အကုန်လုံးပဲပေါ့ဒါကျွန်တော်တို့အောင်ကြီးထုတ်လို့ရေရောပါဝင်တဲ့ဒါကျွန်တော်တို့ အာဒီအနုပညာညီကောင်မောင်နှမတွေရောအကုန်လုံးလာရောက်ပြီးတော့ဝင်ရတာပါခင်ဗျာအကုန်လုံးပါပဲဒါကျွန်တော်တို့ညီကောင်မောင်နှမတွေဆိုတော့ဒါလေးစားတဲ့လူတွေပေါ့လုံးပဲပဲပြီးတော့လုပ်ပုံကံမဲ့တွေအကုန်လုံးတူတူပဲဆိုတော့အာအကုန်လုံးဟိုလေးစားတယ်ကြိုက်တယ်အားပေးတယ်ခင်ဗျာဟုတ်အခုကကျတော့ကျွန်တော်တို့ဒီအနုပညာလုပ်တွေလည်းအကုန်လုံးပြန်စနေပြီဆိုတော့ကျွန်တော်အာအခုဒီရက်ပိုင်းနေမှာဆိုအချိန်အားလက်ချိန်တွေရမ်းများတယ်ပြီးတော့ကျွန်တော်အာဒီ shooting တွေ photo shooting တွေလုပ်ဖြစ်တယ်ပြီးတော့ရှင်ဂျင်ဆော့ဖြစ်တယ်ပြီးလို့ရှင်တော့ကျွန်တော်အာ ဝါသနာပါတဲ့တင်တန်းလေးတက်ဖြစ်တယ်ခင်ဗျအဲ့လိုမျိုးကျွန်တော်တတ်မှတ်ထားတာတော့မရှိဘူးခင်ဗျာဒါကျွန်တော်ဒီအကောင်းဆုံးဒီအနုပညာတစ်ခုပေါ်မှာကျွန်တော်အကောင်းဆုံးလုပ်ပြနိုင်မယ်အကောင်းဆုံးချပြနိုင်မယ်ပြီးတော့အရင်အရင်တုန်းကပရိသတ်တွေကျွန်တော်ကိုမမြင်ဘူးတဲ့ character ပုံစံမျိုးတွေဆိုရင်တော့ကျွန်တော်ဘာမှမဆိုလုပ်ချင်ပါတယ်ခင်ဗျဟုတ်ကျွန်တော်ကတော့အကောင်းဆုံးစူးစမ်းတယ်ဒါကကျွန်တော်ဒီအလုံးမလုံးခင်ဒီ character ပေါ်မှာကျွန်တော်ဘလို့အကောင်းဆုံးလုပ်ပြနိုင်လဲအကောင်းဆုံးချပြနိုင်လဲပုံမှန်တည်ပြီးတော့ကျွန်တော်လက်ခံပြီးတော့ရွေးရတာပါ အာအရေးစီးဆုံးအချက်ပေါ့နော်သူမျိုးတော့မရှိဘူးဘာလို့ဆိုတော့ကျွန်တော်မလောရတဲ့ character တွေအများကြီးရှိတယ်ဘာလို့ဆိုတော့ကျွန်တော်အကိုတို့မြင်တဲ့အတိုင်းပဲကျွန်တော်ကားရိုက်တွေနေသေးတယ် character တွေလည်းနေသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်အာလှုပ်ရှင်တဲ့ character တွေအများကြီးကြံသေးတယ် ဘာလို့လဲဆိုတော့အဲ့ဒါမှပဲဘာလို့ပြောမလဲကျွန်တော်တနေ့အသက်ကြီးလာတဲ့ခါကြလို့ရှိရင်အဲကျွန်တော်ရဲ့မှတ်တိုင်တွေကအများကြီးကျန်ခဲ့မှာလေရှိရရှိရခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ရိုက်ခဲ့တဲ့ကားတွေအကုန်လုံးကကျွန်တော်ကိုယ်တိုင်အစွမ်းကုန်ကျွန်တော်အဲ့ဒီအချိန်ကာလမှာကျွန်တော်တက်တဲ့အမှုပညာပေါ်မှာကျွန်တော်ရှိသမျှအကုန်လုံးအစွမ်းကုန်ကျွန်တော်ထုတ်ပြပြီးကျွန်တော်စူးစမ်းခဲ့တဲ့အတွက်ကြောင့်မလို့အခုချိန်ထိကျွန်တော်ဟိုမှာအိမ်အောင်တို့ရင်သွေးတို့အိမ်မက်ထဲအိမ်မက်တို့ဒီကားတွေကျွန်တော်ပြန်ကြည့်တဲ့ခါကြလို့ရှိရင်တော့ဩငါဒီလောက်ထိစူးစမ်းခဲ့ပါလားဆိုတဲ့စိတ်အမြဲတမ်းဝင်နေဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာလည်းကျွန်တော်တရားအောင်စူးစမ်းတယ်ဘယ်လောက်ပဲပြင်ပန်းမနေစေကျွန်တော်အဒီအပေါ်မှာကျွန်တော်အကောင်းဆုံးအလုတ်ခဲ့တဲ့အတွက်ကြောင့်လည်းကျွန်တော်တာဝန်ကျေတယ်လို့ကျွန်တော်ခံစားရတယ်စစတော့ကတော့အခက်အခဲဖြစ်တယ်အဓိကကျတော့ နောက်ပိုင်းကျလူကြီးတွေပြောတာတော့ဒီဟာကျတော့လူတိုင်းအာရှိရဲ့အရာပဲပေါ့နော်ဒါအောင်မှဒီအားနဲ့ချက်ကောင်မှအားသက်ချက်အနေနဲ့ပြန်ပြောင်းပြီးတော့ကိုကိုလိုလေးအကောင်းဆုံးစူးစမ်းမလဲပေါ့မှာပို့ပြီးတော့ပြန်ပြောင်းလိုက်တယ်ဆိုတော့နောက်ပိုင်းတွေကျတော့ဆီအဆင်ပြေပါတယ်အမန္တန္တလိုင်းပေါ့ကျွန်တော်တို့မုံတိုင်းမှာဆိုမန္တန္တလိုင်းပေါ့နော်မန္တန္တလိုင်းဆိုရင်လဲစကားဝဲတာပဲဒါပေမဲ့အကယ်ဒမီမင်းသမီးဖြစ်တာပဲဆိုတော့ဒါကဘယ်သူမှမစိုးစူးစမ်းလို့ရှိရင်တော့ အကုန်လုံးဖြစ်တယ်ပေါ့နော်တိုင်းနာဖြစ်လို့ဆိုပြီးတော့တယောက်ဆောင်မဖြစ်အောင်ဆိုရလဲမရှိဘူးတိုင်းနာဖြစ်လို့ဆိုပြီးတော့ဟိုအားနေဝါတယ်ဆိုရလဲမရှိဘူးကိုအစွမ်းကုန်စူးစမ်းလို့ရှိရင်တော့အဲ့ဒီစူးစမ်းတဲ့ရလက်ပုံမှာဟိုဘယ်လိုပြောမလဲ အဲရလက်တခုဆိုတာအများနဲ့ရှိနေမှာပါကျွန်တော်ငငယ်တော့ကြည့်တယ်ဥမာ60စားဒါလိုက်မြည်တော့အမအကယ်ဒမီရတဲ့ကားတွေအများကြီးပဲပေါ့နော်ဒါတွေဆိုရင်တော့ဟိုကျွန်တော်တို့အခုချိန်ထိပြန်ကြည့်တော့လဲဒါကျွန်တော်တို့ဒီရုပ်ရှင် industry ပေါ်မှာတကယ်ကိုကောင်းခဲ့တဲ့ကားတွေပေါ့နော်ဟုတ်ကြည့်ပြပါအကဲများလကန်းလိုက်တော့ရိုက်ရှင်တာပေါ့ဟုတ်တယ်ဆိုတော့အာချပြမဲ့ဒီလိုမျိုးရိုက်ပေးမဲ့သူရှိလို့ရှင်တော့ကျွန်တော်တို့ရိုက်ရှင်ပါတယ်ဟုတ်တယ်ဆိုတော့ဒီလိုမျိုး ဒီမောအကြောင်းအရာတွေရိုက်ထားတဲ့ဇက်ကားတွေအကြောင်းအရာလေးတွေလည်းမရှိဘူးလေနော်မရှိဘူးဆိုတော့ရက်ချင်ပါတယ်လိုးလိုက်မယ်ဆိုတော့စိတ်ရှိရကျွန်တော်တယောက်ဆောင်ဆိုတော့တယောက်ဝယ်တယောက်ဆောင်တက်တာပေါ့နော်ဒီကဟိုဒီရုပ်ရှင်စီစဉ်တဲ့အပိုင်းရိုက်ကူတဲ့အပိုင်းမှာဒါဒရိုက်တာတွေလိုတယ်ပရိုဂျူဆာတွေလိုတယ်ဒါကအဲတီတီဘိုင်းမှာဆိုရင်လည်းဒါဒီအဲဒီဒီကျွန်တော်တို့ဒီဆရာတွေကကြတော့ ပို့ပြီးတော့နားလေတယ်ပေါ့နော်ဒီကျွန်တော်တို့ကျတော့ဒါတယောက်ပဲဆောင်တတ်တာဆိုတော့အာကိုယ်တယောက်ဆောင်တဲ့အပိုင်းမှာတော့ကိုယ်အကောင်းဆုံးကြိုးစားမယ်ဆိုတော့စိတ်ပဲရှိပါတယ်ဒီအာအလုပ်လိုက်မယ်ဆိုတော့ဒီစီစဉ်တဲ့အပိုင်းမှာတော့ဒါကျွန်တော်တို့မကြွန့်ကျင်တဲ့အပိုင်းဖြစ်နေတယ်ဟုတ်ကဲ့နောက်ပိုင်းနေမှာဆိုရင်တော့ကျွန်တော်အရင်တော့ဆိုကျွန်တော်ပြန်ဆိုသေးတယ်အများကြီးအကျွန်တော်ဆိုထားရပေါ့နော်နောက်ပိုင်းနေဆိုကျွန်တော်ရဲ့ကိုပိုင်အာဒီတခြင်းတွေပဲကျွန်တော်အာထွက်နိုင်အောင်ကျွန်တော်ကြိုးစားနေတယ်ခင်ဗျာအဲ့လောက်ကြီးပြောင်းလဲသွားတာလည်းမရှိပါဘူးပုံမှန်လဲကျွန်တော်တို့ တရားတရားလုံနေတာပဲဆိုတော့လေဥစဉ်ဝန်လိုက်မှာအတိတရားတွေအများကြီးရပါတယ်ဆိုတော့အဲ့လိုမျိုးတော့ မရှိပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုဒါပြောမယ်ဆိုကျွန်တော်စိတ်ထဲမှာကျန်တာကျွန်တော်ကုသိုလ်တစ်ခုလုပ်တယ်လို့ပဲကျွန်တော်ခံယူတယ်။ပြီးလို့ရှင်တော့ဒါပုံမှန်လဲဒါဥစဉ်မို့လဲကျွန်တော်ဟိုပုံမှန်အများတဲ့ကျွန်တော်ဖျားတရားလုပ်တယ်။အလူတန်းတွေအများတန်းလုပ်နေတဲ့ခါကျတော့ဟိုအများကြီးဟိုလိုမျိုးအတိတရားတွေရပြီးတော့ဟိုနောင်တတွေရတယ်ဒီအဲ့လိုမျိုးပုံစံမျိုးပြောင်းလဲသွားတာတော့မရှိပါဘူးခင်ဗျ။ဒီကဒါကျွန်တော် ကောင်းမှုကုသိုလ်တစ်ခုလုပ်တယ်လို့စိတ်ထဲမှာအလောက်ပဲရှိပါတယ်ဒါကတော့လက်ခံထားတဲ့ဒါတိုင်းရင်းသားတွေရဲ့ယူရပေါ့နော်ဒါကျွန်တော်တို့ယူရမှာဒါဒီလိုလက်ခံထားဆိုတခြားတိုင်းရင်းသားတခြားတိုင်းရင်းသားတွေမှာလည်းဟိုတခြားဘယ်လိုလက်ခံထားတဲ့ယူရလည်းရှိအောင်မှာပဲပေါ့နော်အဲ့ဒီပုံမှာတော့ကျွန်တော်တို့မပြောပြတတ်ဘူးခင်ဗျာဒီနေ့ဒီချိန်ဒီချစ်ပေးကြပရိသတ်တွေအားလုံးကျေးဇူးများတင်ပါတယ်ဒီအင်တာဗျူးမှာစကားတစုံတရာမှာယွင်းရှိလက်ခုလေးနားလည်ပေးပါလို့ပြောဆိုပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ